ီတိုင်ဟာရုရှားကိုတုံ့လှုပ်သွားသေးတဲ့လောက်ရတစ်ခုကိုလုံလိုက်ပါပြီ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းကိုကူညီရေးရုပ်သိမ်းနေချိန်မှာဒီတိုင်ကတော့ဘီလီယံချီတဲ့အကူအညီတွေကိုပုံမထောက်ပံ့မှုကြိုးစားနေပါတယ်။ဒီတိုင်ဟာသိမ်းသီးထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ငွေတွေကိုယူကရိန်းစီပေးပို့ဖို့ပြင်ဆင်နေပါတယ်။ဒါဟာထရန့်ရဲ့ရုရှားယူကရိန်းစစ်ပွဲချင်းကပ်မှုကိုတိုက်ရိုက်ဆန့်ကျင်နေတာပါ။ဒါဆိုဒီတိုင်ကဘာကြောင့်ဒီဘီလီယံချီတဲ့အကူအညီတွေကိုအခုမှဖွင့်ပေးရလဲ။ဒါရီအားလုံးကစစ်ပွဲရဲ့အနာဂတ်အတွက်ဘယ်လိုတက်ရောက်သွားမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ မက်ရှလာတရက်နေ့မှာ KF Independent ကပြည်တိန်ဟာယူကရိန်းနဲ့သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒီသဘောတူညီချက်ကယူကရိန်းကိုအထူးချင်းငွေတစ်မျိုးထောက်ပံ့မှုဖြစ်ပါတယ်။ဒီချင်းငွေရဲ့တန်ဖိုးက1.84ဘီလီယံဒေါ်လာဖြစ်ပြီးယူကရိန်းကပြည်တိန်နဲ့အခြားမိတ်ဖက်နိုင်ငံတွေစီကကာဝေးရေးပစ္စည်းတွေကိုဝယ်ယူဖို့အသုံးပြုရမှာပါ။ဒီမှာအရန်စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကဒီချင်းငွေကိုပြည်တိန်ရဲ့ပိုင်ဆိုင်မှုတွေနဲ့အာမခံထားတာမဟုတ်ဘဲပြည်တိန်မှာတင်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ဘီလီယံချီတဲ့ငွေတွေနဲ့အာမခံထားတာပါ။ ယူကရိန်းနဲ့ပြည်ထိုင်နှစ်နိုင်ငံစလုံးကဒီသဘောတူညီချက်ကိုထောက်ခံကြပါတယ်။ယူကရိန်းရဲ့ဗန်နာရေးဝန်ကြီးစာဟေးမာချန်ကိုကဒီတိန်ဟာယူကရိန်းကိုကာကွယ်ရေးမှာဆက်လက်ရည်တည်နေပါတယ်။ဒီနေ့သဘောတူညီချက်ဟာယူကရိန်းရဲ့ကာကွယ်ရေးစွမ်းရည်ကိုမြင့်တင်ပေးတာကြောင့်ဒါကိုအတည်ပြုပေးလိုက်ပါတယ်လို့သူကဆိုပါတယ်။ဒီတိန်ရဲ့ဗန်နာရေးဝန်ကြီး Rachel Rivers ကလည်းဒီတိန်အစိုးရဝက်ဘ်ဆိုက်ကနေထုတ်လုပ်ထားတဲ့စကားတွေမှာဒီအချက်ကိုထပ်လောင်းပြောကြားခဲ့ပါတယ်။ သူမကယူကရိန်းကိုကူညီဖို့အရေးကြီးတာကိုထောက်ပြပြီးလုံခြုံပြီးပေးကင်းတဲ့ယူကရိန်းဟာလုံခြုံပြီးပေးကင်းတဲ့ပြည်တိမ်မှလို့တင်စားပြောခဲ့ပါတယ်။ဒီငွေကြေးကယူကရိန်းရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေကိုအားဖြည့်ပေးပြီးစစ်ပွဲရဲ့အရေးကြီးချိန်မှာယူကရိန်းကိုအကောင်းဆုံးအနေထားမှာရပ်တည်စေမှာပါ။တနည်းအားဖြင့် reverse ကဒီချင်းဝင်တွေကိုယူကရိန်းရဲ့ကာဝေးရေးအတွက်ရင်းနှီးမြှုပ်နှံတာထက်ပြည်တိမ်ရဲ့ရုရှားကိုကာဝေးရေးအတွက်ပါရင်းနှီးမြှုပ်နှံတာလို့မြင်ပါတယ်။ဒီအချက်ကိုထောက်ပြဖို့ reverse က ဒီချင်းဝင်တွေကိုပြည်တိုင်ကသူ့ရဲ့ကာဝေးရေးအသုံးချက်ကို GDP ရဲ့1.5%ရာခိုင်နှုန်းအထိတိုးမြှင့်မှုပြင်ဆင်နေဒီမှာပေးထားတာလို့လည်းပြောခဲ့ပါတယ်။ဒါက NATO ရဲ့ GDP 2%ရာခိုင်နှုန်းလို့အကြံပြုထားတာထက်3.5%ရာခိုင်နှုန်းပိုများပြီးပြည်တိုင်ကပူတင်ကိုတိုက်ဖို့အတွက်သူ့ငွေကိုအကျိုးရှိရှိသုံးဖို့အသင့်ရှိနေတာကိုပြသပါတယ်။ဒီချင်းဝင်ကိုသုံးချိန်ခွဲပြီးပေးမှာဖြစ်ပြီးတစ်ချိန်ကို950မီလီယံဒေါ်လာသီတန်ဖိုးရှိပါတယ်။ပထမချိန်ဝင်ကို match လ9ရက်မှာပေးပို့ခဲ့ပါပြီ။ ီချင်းဝေကဗြိတိန်ကယူကရိန်းကိုနှစ်စဉ်3.82ဘီလီယံဒေါ်လာပေးထားတဲ့ငွေအပြင်ကိုထပ်ပေါင်းထည့်တာပါ။ဒါကြောင့်2025ခုနှစ်ကုန်ချိန်မှာယူကရိန်းကဗြိတိန်စီကစုစုပေါင်း4.8ဘီလီယံဒေါ်လာကျော်ရရှိမှာဖြစ်ပါတယ်။ဒါရီအလုံးကဗြိတိန်ရဲ့ Plan for Change အစီအစဉ်အောက်မှာပါဝင်ပါတယ်။ဒီအစီအစဉ်မှာ2029ခုနှစ်မှာကာကွယ်ရေးအသုံးချိတ်ကို GDP ရဲ့1.5ရာခိုင်နှုန်းထိတိုးမြှင့်မှုယူကရိန်းကိုထောက်ပံ့မှု နောက်ပိုင်းမှာကာကွယ်ရေးအသုံးစရိတ်ကို GDP ရဲ့300ခိုင်နှုန်းအထိတိုးမြှင့်ဖို့ကတိပြုထားပါဗျ။ဒီချင်းဝေကရုရှားကိုကြီးမားတဲ့တက်လှမ်းမှုတစ်ခုဖြစ်တယ်လို့အမေရိကန်ကလည်းတွယ်ဝိုက်ပြီးစိန်ခေါ်လိုက်တာပါ။ရုရှားဘက်ကတော့ဒါကပြည်တိန်ကရုရှားရဲ့ခဲလို့ထားတဲ့ချုပ်ချာအာဏာပိုင်ဆိုင်မှုတွေကိုရုရှားရဲ့အကြီးဆုံးဂျန်သူကိုငွေကြေးထောက်ပံ့ဖို့အသုံးပြုထားတာပါ။ရုရှားသမ္မတဗလာဒီမာပူတင်ဟာသူ့ရဲ့ငွေတွေကိုယူကရိန်းစီစီစဉ်သွားပြီးသူ့ရဲ့အထူးစစ်စင်ရေးလို့ဆိုတဲ့နေမြေတိမ့်ပိုက်မခံရအောင်အတွက်အသုံးပြုတာကိုကြည့်နေရုံပဲရှိပါတယ်။ ါပေမဲ့ဒီဆုံးဖြတ်ချက်ကအမေရိကန်ကိုလည်းလှုပ်ခတ်သွားစေပါတယ်။အထူးသဖြင့်ဒေါ်နယ်ထရန့်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့ရဲ့ဆက်ဆံရေးပြိုကွဲသွားချိန်မှာဖြစ်ပါတယ်။ဒီချင်းဝေကဗြိတိန်ကဗတ်ရွေးလိုက်ပြီးစစ်ပွဲပြီးဆုံးမှုအခုတုံးနေတဲ့နီလန်တွေကိုထောက်ခံတာမဟုတ်ပဲယူကရိန်းကိုစစ်ပွဲကိုတိုက်နိုင်အောင်လိုအပ်တာတွေပေးနေတယ်လို့ဆိုလိုပါတယ်။အရင်ဆုံးရုရှားရဲ့ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးလေ့လာဖို့အရေးကြီးပါတယ်။ဒါမှဗြိတိန်ရဲ့ဒီလှုပ်ရှားမှုကဘာကြောင့်ဒီလောက်ထိအရေးပါနေလဲဆိုတာကိုနားလည်နိုင်ပါမှာ။ ပူတင်ရဲ့ကျူးကျော်ချက်မစခင်ရုရှားဗဟိုဘဏ်ကနိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုတွေမှာဒေါ်လာ300ဘီလီယံလောက်ရင်းနှီးမြှုပ်နှံထားပါတယ်။ဒါအပြင်ရုရှားကောင်းဆောင်တွေနဲ့နှီးစပ်တဲ့အိုလီဂါရီနဲ့အရာရှိတွေကနောက်ထပ်30ဘီလီယံလောက်ရင်းနှီးမြှုပ်နှံထားပါသေးတယ်။ဒီငွေတွေကိုနိုင်ငံခြားငွေကြေးဘဏ်တွေမှာသိမ်းဆည်းထားပြီးတန်ဖိုးတက်လာရင်နောက်ပိုင်းမှာပြန်ယူဖို့ရည်ရွယ်ထားတာပါ။ပူတင်ကကျူးကျော်စစ်ဆတင်လိုက်တဲ့အခါရုရှားရဲ့နိုင်ငံခြားငွေကြေးပိုင်ဆိုင်မှုတွေကို သိမ်းသိထားတဲ့နိုင်ငံအများစုကဒါတွေကိုသိမ်းလိုက်ပါတယ်။ဒီငွေတွေကိုရုရှားစီပြန်မပေးတော့ပါဘူး။ ပြည်ထိုင်ကရုရှားစီကတင်ထားတဲ့ပိုင်ဆိုင်မှုတွေရဲ့တစိမ့်တစ်ပိုင်းကိုပိုင်ဆိုင်ထားပါတယ်။ခံမှန်းချက်တွေအရရုရှားမှာပြည်ထိုင်ပေါင်း22ဘီလီယံလောက်သိမ်းပိုက်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီငွေတွေတဲကဘလောက်ကရုရှားဘူပန်ပိုင်ဆိုင်လဲ။ဘလောက်ကရုရှားအိုလီဂါရီနဲ့ဆက်ဆက်နေလဲဆိုတာမသိရပါဘူး။ကြံသိမ်းခံထားရတဲ့ပိုင်ဆိုင်မှုတွေကအမေရိကန်ဒေါ်လာ၊ယူရို၊ Swiss franc ၊ဂျပန်ယန်လိုငွေကြေးအမျိုးမျိုးမှာထိန်းသိမ်းထားပါတယ်။ဒီပိုင်ဆိုင်မှုတွေကိုဘာလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေဖြစ်ပွားနေပါတယ်။ အစပိုင်းမှာလူကြိုက်အများဆုံးအကြံတစ်ခုကယူကရိန်းစစ်ပွဲဖြစ်နေသည့်မြောက်ကာလကိုဒီပိုင်ဆိုင်မှုတွေကိုတိန်ထားဖို့ပါစစ်ပွဲပြီးသွားရင်ဒီပိုင်ဆိုင်မှုတွေနဲ့သူတို့ရဲ့အတူတွေကိုယူကရိန်းပြန်လည်တည်ဆောက်ရေးအတွက်အသုံးပြုဖို့ပြန်ပေးလိုက်မယ်ဆိုတဲ့အကြံပါဒါကစာရွက်ပေါ်မှာတော့ကောင်းတဲ့အကြံပါဒါပေမဲ့လက်တွေ့မှာတော့တိန်လွှတ်ထားတဲ့ပိုင်ဆိုင်မှုတွေထက်ပူတင်ရဲ့စစ်ပွဲကယူကရိန်းမှာပုံမပြည့်စုံမှုတွေဖြစ်စေခဲ့ပါတယ်ဒါအပြင်ဒီငွေတွေကအင်အားကြီးတဲ့ကိရိယာတစ်ခုဖြစ်တာကြောင့်ပိုကောင်းတဲ့အသုံးချမှုတစ်ခုကိုရှာဖို့လိုပါတယ် နောက်ထပ်အကြံတစ်ခုကဒီပိုင်ဆိုင်မှုတွေကိုယူကရိန်းတွက်ညှိနှိုင်းရေးပစ္စည်းအဖြစ်တင်ထားဖို့ပါငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်လာရင်ဇလန်စကီးကဒီပိုင်ဆိုင်မှုတွေကိုပူတင်ရဲ့ကောင်းပေါ်လွှဲပြီးဆွေးနွေးပွဲကနေသူလိုချင်တာတွေရဖို့ဒီငွေတွေကိုအသုံးပြုနိုင်ပါတယ်မဟုတ်ရင်ရုရှားက300ဘီလီယံကျော်ဆုံးရှုံးသွားမှာပါဒါကတော့ပြည်တိုင်ကအခုလုံနေတဲ့အရာပါဒီတိန်က freeze ထားတဲ့ Russia ပိုင်ဆိုင်မှု22ဘီလီယံကိုဆက်ထိန်းထားပါတယ်။ဒါပေမဲ့ဒီပိုင်ဆိုင်မှုတွေကနေရတဲ့အတိုးတွေကိုတော့အသုံးပြုနိုင်ပါတယ်။ ဒီတိုင်ကသူစီမှာရှိတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ဝင်ငွေကိုအသုံးပြုပြီးယူကရိန်းကို2.84ဘီလီယံဒေါ်လာချင်းဝေပေးတာပါဒါကပါနေတဲ့သဘောတူညီမှုတစ်ခုပါ freeze ထားတဲ့ပြည်တိုင်ပိုင်ဆိုင်မှုတွေကိုနောက်ပိုင်းမှာနှိမ့်နိုင်ရေးအတွက်ဒါမှမဟုတ်ယူကရိန်းပြန်လည်တည်ဆောက်ရေးအတွက်အသုံးပြုနိုင်ပါသေးတယ်ဒီသဘောတူညီချက်ကိုချင်းဝေနေနဲ့စီစဉ်ထားတာကြောင့်ပြည်တိုင်ကရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ငွေတွေကိုအသုံးပြုနေတယ်ဆိုတဲ့အချက်ကိုရှောင်ရှားနိုင်ပါတယ်ပြည်တိုင်ကရုရှားစီကငွေကိုယူနေတာမဟုတ်ဘဲယူကရိန်းကိုဒီငွေကိုချီးနေတာပါ ယူကရိန်းကအခုလိုအပ်နေတဲ့ငွေကိုရရှိပြီး freeze ထားတဲ့ပိုင်ဆိုင်မှုတွေကိုနောက်ပိုင်းမှာအသုံးပြုဖို့ရည်ရွယ်ထားပါတယ်။လောလောဆယ်မှာတော့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ဝင်ငွေကိုယူကရိန်းကိုချိတာကအစီအစဉ်ပါ။ဒါပေမဲ့ပြည်တိုင်က freeze ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကိုအခြားတစ်ခုခုလုပ်ဖို့လည်းရွေးချယ်နိုင်ပါတယ်။ယူကရိန်းကိုကြီးမားတဲ့ချင်းဝေပေးဖို့ပြည်တိုင်ကကြေညာချက်ထုတ်ပြန်ခြင်းမတိုင်ခင်ရပ်ပိုင်းအလိုမှာပဲပြည်တိုင်ရဲ့နိုင်ငံသားရေးဝန်ကြီး David Lammy ကနောက်ထပ်အကြံတစ်ခုကိုပြောခဲ့ပါတယ်။သူက ပြည်တင်ကပူတင်ပေါ်ပုံမှန်တင်းကျပ်ဖို့အချိန်တန်ပြီလို့ပြောခဲ့ပါတယ်။ဒါမှရုရှားပိုင်ဆိုင်မှုတွေကိုယူကရိန်းကိုထောက်ပံ့မှုအသုံးပြုတာလည်းပါဝင်မှာပါဝင်ပါတယ်။လမ်မီကဗြိတိရှားပါလီမန်ကိုလည်းရုရှားပိုင်ဆိုင်မှုတွေကိုယူကရိန်းအတွက်အသုံးပြုနိုင်အောင်ကြိုးပမ်းတဲ့မိသည့်ရေးပေါ်ဥပဒေချမ်းကိုမဆိုထောက်ခံမယ်လို့ပြောခဲ့ပါတယ်။ဥရောပကိုထည့်သွင်းပြောဆိုတာကအရေးကြီးပါတယ်။ဥရောပသမဂ္ဂ EU ကထိန်းသိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှု250ဘီလီယံကိုပိုင်ဆိုင်ထားပါတယ်။ဒါကဗြိတိန်ပိုင်ဆိုင်မှုထက်10ဆပိုများပါတယ်။ လမ်မီရဲ့အမြင်ကလက်တွေ့ဖြစ်လာရင်ဒီပိုင်ဆိုင်မှုတွေကိုပြည်တင်ရဲ့ပိုင်ဆိုင်မှုတွေကိုယူကရိန်းတွင်240ဘီလီယံကျော်တန်ဖိုးရှိတဲ့အကူအညီတစ်ခုဖန်တီးနိုင်ပါတယ်။ဒါပေမဲ့ဒါကအခုချိန်ထိမဖြစ်နိုင်သေးပါဘူး။ဖေဖော်ဝါရီလ24ရက်မှာပြည်တင်ကပိုင်ဆိုင်မှုအခြေခံချင်းငွေကိုကြေညာခြင်းမတိုင်ခင်6ရက်အလိုမှာကနေဒါကလည်းယူကရိန်းကိုငွေကြေးထောက်ပံ့မှုပြောခဲ့ပါတယ်။ဒီငွေတွေကထိမ့်သိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရမှာပါ။ကနေဒါဝန်ကြီးချုပ် Justin Trudeau က ယူကရိန်းတွင်9ဘီလီယံဒေါ်လာတန်တဲ့အကူအညီထုတ်ကြီးတစ်ခုကိုကတိပေးခဲ့ပါတယ်။ Justin Trudeau ကဒီငွေတွေကိုကနေဒါမှာထိမ့်သိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့အတိုးတွေကိုအသုံးပြုပြီးပေးမှာပါ။ Trudeau ကပူတင်ရဲ့ကျူးကျော်စစ်စတင်လာ3နှစ်ပြည့်တဲ့အထိမ်းအမှတ်အနေနဲ့ဒီကြေညာချက်ကိုထုတ်ပြန်ခဲ့ပြီးကနေဒါကယူကရိန်းရဲ့တိုက်ပွဲကိုထောက်ခံတာကိုထပ်မံအားဖြည့်ခဲ့ပါတယ်။ကနေဒါကပေးခဲ့တဲ့9ဘီလီယံဒေါ်လာကကနေဒါမှာထိမ့်သိမ်းထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ဝင်ငွေတွေရဲ့ပထမအကြိမ်အရေးကြောင်ငွေပါ။ နေဒါကဒီငွေတွေကိုနှစ်အနေငယ်ကြာပေးဖို့ကတိပေးခဲ့ပြီးသူ့ရဲ့ဥရောပမိဖတ်တွေကိုလည်းအလားတူလှုပ်ဖို့တွန်းအားပေးခဲ့ပါတယ်။ဒါပေမဲ့ဥရောပသမဂ EU ကဒါကိုလှုပ်ဖို့အသင့်မဖြစ်သေးပါဘူး။ပိုင်ဆိုင်မှုဆိုင်ရာအတားအဆီးကိုဖျက်ကျော်လိုက်ပြီးဂျီတိန်ကကနေဒါရဲ့လမ်းစဉ်ကိုလိုက်နေပါတယ်။ဒါပေမဲ့ဒါကစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းနှစ်ခုကိုဖြစ်ပေါ်စေပါတယ်။ထိန်းသိမ်းထားတဲ့ရုရှားငွေ1.8ဘီလီယံကိုဘယ်လိုအသုံးပြုမလဲ။ဂျီတိန်ကဒါကိုဘာကြောင့်အခုလုံနေတာလဲ။ KF Independent ကပထမမေကွန်းအတွက်အဖြေတချို့ကိုပေးထားပါတယ်။ဒီချင်းွေက G7 Group of 7ရဲ့ Extraordinary Revenue Acceleration EIA Credit Initiative ရဲ့တစိမ့်ပိုင်းဖြစ်တယ်လို့ဆိုပါတယ်။ G7 ကဒီရန်ရားကိုယူကရိန်းကို ပြန်မဆက်ရတဲ့ Non-repayable ဘဏ္ဍာရေးအကူအညီ50ဘီလီယံဒေါ်လာတန်ဖိုးအထိပေးဖို့ဖန်တီးခဲ့တာပါ။ဒီရန်ရားမှာ American, Britain, Japan နဲ့ Canada တို့ကပေးတဲ့တအူးချင်းနှစ်နိုင်ငံချင်းွေတွေနဲ့ဥရောပသမဂ္ဂ EU ကဖန်တီးထားတဲ့ Macro Finisher Assistant MFA Loan Facility တို့ပါဝင်ပါတယ်။ဒါက EU ရဲ့အဖွဲ့ဝင်နိုင်ငံအားလုံးကိုပါဝင်ဖို့ခွင့်ရေးပေးထားပါတယ်။ American က90ဘီလီယံဒေါ်လာရဲ့အများဆုံးပေးမှာဖြစ်ပြီး20ဘီလီယံဒေါ်လာလောက်ရှိပါတယ်။ EU ကပေါင်းစည်းပြီး19.4ဘီလီယံဒေါ်လာပေးမှာဖြစ်ပြီးကြံတာကကနေဒါ၊ဂျပန်နဲ့ပြည်တိန်တို့ကပေးမှာပါ။ပြည်တိန်ကစုစုပေါင်း1.8ဘီလီယံဒေါ်လာပေးမှာဖြစ်ပါတယ်။ပြန်မဆက်ရတဲ့ non-repayable ဆိုတဲ့စကားလုံးကိုပြောပြရမယ်ဆိုရင် ဒါကပြည်ထောင်ကယူရိန်းကိုချီထားတဲ့1.84ဘီလီယံဒေါ်လာပေါ်ပရိသတ်ကြီးတို့မြင်ရမှာကရိုးရိုးချင်းဝင်မဟုတ်ဘူးဆိုတာပါဒါကအမေရိကန်ချင်းဝင်ပါယူကရိန်းကဒီငွေကိုပြန်ဆက်ဖို့မလိုပါဘူးအထူးသဖြင့်ဒီငွေကပြည်ထောင်မှာထိမ့်သိမ်းလုပ်ထားတဲ့ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့အတိုးနဲ့ဝင်ငွေတွေနဲ့ထောက်ပံ့ထားလို့ပါ1.84ဘီလီယံဒေါ်လာကအမေပြောင်းထားတဲ့ထောက်ပံ့ငွေပါချင်းဝင်ရန်ကတန်တမန်ရေးရာကရိယာတစ်ခုပါ G7 နိုင်ငံတွေကရုရှားရဲ့ထိမ့်သိမ်းထားတဲ့ပိုင်ဆိုင်မှုတွေကို ယူကရိန်းစီပေးမနေဘူးလို့ဆိုနိုင်ဖို့အတွက်ဒီနီးလန်းကိုအသုံးပြုတာပါယူကရိန်းကဒီငွေတွေကိုဘယ်လိုသုံးမလဲဆိုတာနဲ့ပတ်သက်ပြီးယူကရိန်းဗန်နိုင်းဝန်ကြီးဌာနကအတူတုံပြောပါတယ်ယူကရိန်းရဲ့လိုအပ်ချက်တွေအရကာကွယ်ရေးပစ္စည်းတွေဝယ်ယူဖို့သုံးပါပါဘာသာပြန်ရရင်ရုရှားကိုတိုက်ဖို့လက်နက်တွေဝယ်ဖို့သုံးပါပါဒါဆိုယူကရိန်းကဒီငွေတွေကိုဘယ်လိုသုံးမလဲဆိုတာသိရပါပြီဒါပေမဲ့ပြည်တိုင်ကဘာကြောင့်အခုမှဒီကြီးမားတဲ့ချင်းဝေကိုပေးနေတာလဲအကြောင်းရင်းတစ်ခုကကျွန်တော်တို့အခုပြောခဲ့တဲ့ဂတိကဝတ်ပါပဲ။ ။ EIA အောက်မှာဗြိတိန်ကယူကရိန်းကို1.8ဘီလီယံဒေါ်လာပေးဖို့တာဝန်ရှိပါတယ်။ဒါပေမဲ့အမေရိကန်ကဒီအစီအစဉ်အောက်မှာဒေါ်လာ20ဘီလီယံကတိပေးထားပေမဲ့ယူကရိန်းကို EIA ချင်းဝေ1ဘီလီယံပဲပေးထားပါတယ်။အမေရိကန်ကသူ့ရဲ့ကတိကဝတ်ကို2024ခုနှစ်ဒီဇင်ဘာလမှာဒေါ်လာ20ဘီလီယံကို World Bank for Trucks Ukraine FIF ရန်ပုံငွေစီလွှဲပြောင်းပေးခဲ့ပါတယ်။ဒါပေမဲ့အခုထိ1ဘီလီယံပဲထုတ်ပေးခဲ့ပါတယ်။ဒီတိန်ကသူ့ရဲ့ဂတိကဝတ်အားလုံးကိုအခုမှပြည့်မီအောင်လုပ်နေချိန်မှာ အမေရိကန်ကသူကတိပေးထားတဲ့ငွေရဲ့20ပုံတပုံပဲပေးနိုင်သေးပါတယ်။အမေရိကန်ရဲ့ရန်ပုံငွေတွေကို2028ခုနှစ်အထိတဖြည်းဖြည်းချင်းထုတ်ပေးဖို့စီစဉ်ထားတာပါ။ဒီတိုင်ရဲ့နီးလန်းလိုပါပဲ။ဒီတိုင်က2950မီလီယံဒေါ်လာ၃ချိန်ပေးမှာပါ။ဒါပေမဲ့ဒီကတိကဝတ်တစ်ခုတည်းထက်ပိုတာတွေရှိနိုင်ပါတယ်။ဒီငွေကြေးတွေပေးဖို့တဲ့အချိန်ဟာဒီတိုင်ရဲ့အကူအညီပေးခြင်းစိတ်ကိုပြသနေတယ်လို့ပါပဲ။အမေရိကန်နဲ့ယူကရိန်းကြားဆက်ဆံရေးဟာတင်းမာလာနေတဲ့အချိန်မှာဖြစ်နေပါတယ်။ဒီတင်းမာမှုတွေဟာစစ်မဖြစ်ခင်ကတည်းကစတင်နေကြတာပါ။ 2019ခုနှစ်ဧပြီလမှာဇယ်လန်စကီရွေးကောက်တင်မြှောက်ခံရပြီးနောက်ထိုစဉ်ကသမရဖြစ်နေတဲ့ထရန့်ဟာယူကရိန်းကောင်းဆောင်ကိုချီးကျူးဂုဏ်ပြုဖုန်းဆက်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာထရန့်ဟာဒီမိုကရက်တစ်ပါတီကသမရလောင်းဂျိုးဘိုင်နန်ကိုယူကရိန်းရဲ့အရာရှိချုပ်ကိုယာရုဖြုတ်ဖို့တွန်းအားပေးနေတယ်လို့စွပ်စွဲချက်တွေကိုစတင်လာပါတယ်။ထရန့်ရဲ့အဆိုအရဘိုင်နန်ရဲ့သားဟန်တာဘိုင်ဒန်ဒရိုက်တာဖွင့်ဝေဖြစ်လောက်ကင်နေတဲ့ဘရုစ်မာလို့ခေါ်တဲ့စွမ်းအင်ကုမ္ပဏီကိုစုံစမ်းစစ်ဆေးမှုတွေနှိပ်ကွေးတောင်းအောင်လုပ်နေတယ်လို့ဆိုပါတယ်။ 2019ခုနှစ်ဇူလိုင်လမှာထရမ့်ဟာဇယ်လန်စကီးကိုဖုန်းဆက်ပြီးဒီကိစ္စကိုစုံစမ်းဖို့တိုက်တွန်းခဲ့ပါတယ်။နောက်ပိုင်းမှာဟန်တာဘိုင်လန်ကိုဆွဆွဲချက်တွေဟာလောက်ကျန်ဖန်တီးထားတာလို့သိရပါတယ်။ဇယ်လန်စကီးနဲ့ထရမ့်ရဲ့ဖုန်းစကားပြောခန်းဟာထရမ့်ရဲ့ပထမဆုံးဆွဆွဲပြစ်တင်မှုရဲ့အခြေခံဖြစ်လာခဲ့ပါတယ်။ဒါဟာထရမ့်ကိုဇယ်လန်စကီးပေါ်မချေမနှက်ဖြစ်စေခဲ့တဲ့အကြောင်းရင်းတစ်ခုဖြစ်လာနိုင်ပါတယ်။နောက်ပိုင်းမှာဘိုင်ဒန်သမ္မတဖြစ်လာပြီးပူတင်ဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာသူ့ရဲ့အထူးစစ်စင်ရေးကိုစတင်လိုက်ပါတယ်။ ထရန့်ကတော့2023ခုနှစ်မတ်လမှာသူရွေးကောက်ခံရရင်စစ်ပွဲကိုတရက်နဲ့အပြီးရက်တန့်မယ်လို့ဆိုခဲ့ပါတယ်။ထရန့်ရဲ့ရွေးကောက်ပွဲခီးစဉ်ဟာဇယ်လန်စကီနဲ့သေးငယ်တဲ့တိုက်ပွဲတွေဖြစ်ခဲ့ပါသေးတယ်။2024ခုနှစ်စက်တင်ဘာလမှာဇယ်လန်စကီကကျွန်တော်ထင်ကတော့ထရန့်ဟာစစ်ပွဲကိုရက်တန့်မှုသူသိပြီလို့ထင်နေရင်တောင်ဘယ်လိုလုပ်ရမယ်ဆိုတာတကယ်မသိဘူးလို့ပြောခဲ့ပါတယ်။ထရန့်ကလည်းအရီလာမှာပဲဇယ်လန်စကီဟာမကောင်းတဲ့စကားတွေပြောနေတယ်လို့ပြန်ပြောခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်နိုဝင်ဘာလမှာ ထရမ့်ရွေးကောက်ဝင်နိုင်သွားတဲ့အခါဇယ်လန်စကီကထရမ့်ကိုအနိုင်ရတဲ့အတွက်အုံပြုဖုံးဆက်ခဲ့ပါတယ်။ထရမ့်ကလည်း2025ခုနှစ်ဇန်နဝါရီလမှာသဘောတူညီမှုတစ်ခုရဖို့အချိန်ရောက်ပြီလို့ကြေညာခဲ့ပြီးပူတင်ကပူပေါင်းမှုမလုပ်ဘူးဆိုရင်ရုရှားကိုစီးပွားရေးပိတ်ဆို့မှုတွေထပ်မံကျင့်သုံးမှုမလွဲမသွေလုပ်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဇယ်လန်စကီနဲ့ထရမ့်ကြားဆက်ဆံရေးဟာနောက်ပိုင်းမှာဆိုးရွားလာခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာ American ကိုယ်တိုင်အဖွဲ့ဟာ Ukraine စစ်ပွဲကိုအဆုံးသတ်ဖို့ ရုရှားနဲ့ဆော်ဒီအာရေဗျမှာအစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာဇယ်လန်စကီတို့လိုယူကရိန်းကိုယ်စားလှယ်တွေဥရောပနိုင်ငံတွေကိုဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ဇယ်လန်စကီကအဲ့ဒီအစည်းအဝေးဟာယူကရိန်းကိုနောက်ွယ်ကနေလုပ်ခဲ့တာလို့ပြောခဲ့ပြီးထရန့်ကလည်းဇယ်လန်စကီရဲ့တုံ့ပြန်မှုကိုစိတ်ပျက်မိတယ်လို့ပြောခဲ့ပါတယ်။တရက်ကြာမှာထရန့်ကဇယ်လန်စကီကိုအာနာရှင်းလို့ခေါ်ပြီးသူဟာအရန်ဆိုးဆိုးရွားရွားတုံ့နေတယ်အမေရိကန်ကိုယူကရိန်းအတွက်ဒေါ်လာ350ဘီလီယံသုံးဖို့စီရင်ခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။2025ခုနှစ် ဖေဖော်ဝါရီလ28ရက်နေ့မှာဇယ်လန်စကီးနဲ့ထရန့်တို့ဟာဝါရှင်တန်မှာတင်းမာတဲ့အစည်းအဝေးတစ်ခုလုပ်ခဲ့ပါတယ်။နှစ်ဦးတစ်ဖက်ဟာကိစ္စမျိုးမျိုးမှာအတင်းအဓမ္မပြောဆိုခဲ့ကြပြီးထရန့်ကဇယ်လန်စကီးဟာမလေးစားဘူးလို့ဆွဆွဲခဲ့ပါတယ်။အဲဒီနောက်မှာတော့ထရန့်ရဲ့ပြောဆိုချက်တစ်ခုဟာဒီတိန်ကိုလှုံ့ဆော်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။2025ခုနှစ်မတ်လ3ရက်နေ့မှာဒီတိန်ကယူကရိန်းကို1.84ဘီလီယံဒေါ်လာချင်းဝေပေးဖို့ကြေညာပြီးနှစ်ရက်ကြာမှာပဲ American ပြည်ထောင်စုကစစ်ရေးကူညီအားလုံးကိုခဏရနာထားမယ်လို့ပြောပြီး ြန်လည်သုံးသက်သွားမယ်လို့ကြေညာခဲ့ပါတယ်။ Political ရဲ့သတင်းအရအမေရိကန်ကယူကရိန်းကိုကတိပေးထားတဲ့စစ်ပစ္စည်းတွေအလုံးကိုရပ်ထားမှာဖြစ်ပြီးရှေ့တန်းမှာရောင်းနေပြီးသားပစ္စည်းတွေကလွဲလို့ကျန်တဲ့ပစ္စည်းတွေကိုပို့ဖို့ရပ်ထားမှာဖြစ်ပါတယ်။ဒီထဲမှာလမ်းကြောင်းမှာရှိတဲ့ပစ္စည်းတွေလည်းပါဝင်ပါတယ်။အဲ့ဒီပစ္စည်းတွေကိုရောင်းနေတဲ့နေရာမှာပဲထားမယ်။ဒါမှမဟုတ်အမေရိကန်ကိုပြန်ပို့မယ်လို့ဆိုပါတယ်။ Trump ရဲ့ယူရချက်ကတော့ Zelensky ကို American နဲ့ Sharpa တပ်တူရင်းသဘောတူညီမှုတစ်ခုလုပ်ဖို့တွန်းအားပေးဖို့ဖြစ်နိုင်ပါတယ်။ ဒါဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ပိုကြီးတဲ့ညှိနှိုင်းမှုတွေကိုဥတီစေနိုင်ပါတယ်။ Trump နဲ့ Zelensky တို့ကြားနောက်ဆုံးလအနေငယ်ဟာစိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်တွေဖြစ်ခဲ့ပြီးဗြိတိန်ကလည်းဒါကိုသတိထားမိနေပါတယ်။ဗြိတိန်ရဲ့ယူကရိန်းကို1.8ဘီလီယံဒေါ်လာအပြည့်အဝပေးဖို့ဆုံးဖြတ်ချက်ဟာ Trump နဲ့ Zelensky ကြားဆက်ဆံရေးရဲ့တင်းမာမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ဗြိတိန်အနေနဲ့ဒီဆက်ဆံရေးဟာနောက်တစ်ပတ်တွင်ဘယ်လိုဖြစ်လာမလဲဆိုတာခံမှန်းလို့မရနိုင်ပါဘူး။လအနေငယ်အတွင်းမှာဘာရီဖြစ်လာမလဲဆိုတာပိုပြီးတော့မသိနိုင်ပါဘူး။ 2025ခုနှစ် match လာမှာ1.8ဘီလီယံဒေါ်လာပေးလိုက်တာဟာဒီတိမ်ကိုဒီပဋိပက္ခတွေထဲမှာပါသွားအောင်ရှောင်ရှားလိုက်တာဖြစ်နိုင်ပါတယ်။ Trump နဲ့ Zelensky ကြားဆက်ဆံရေးကိုကြည့်ရင်ဒီတိမ်ဟာဒီချင်းငွေကိုနောက်လာမဲ့3နှစ်တွင်3ချိန်ခွဲပြီးပေးမဲ့ပုံစံနဲ့စီစဉ်ထားပါတယ်။ဒါကြောင့်ငွေပမာဏအပြည့်ကိုတီးတန့်ထားရှိထားပေမဲ့အခုချက်ချင်းအပြည့်ဝထုတ်ပေးမှာမဟုတ်သေးပါဘူး။ဥပမာအနေနဲ့ကြည့်ရင် Trump ကဒီတိမ်ကိုယူကရိန်းကိုကူညီမှုအားလုံးရပ်တန့်မှုဖိအားပေးတဲ့အခါ ဒီတိုင်နေနဲ့ယူကရိန်းကိုငွေပေးပြီးသွားပြီဖြစ်လို့ပြန်ပြူနိုင်တော့ဘူးလို့ဆိုနိုင်ပါတယ်။ဒါဟာဝါရှင်တန်နဲ့ကီယက်ဖ်ကြားဆက်ဆံရေးကိုဟန်ချက်ကြီးအောင်ထိမ့်သိမ့်နိုင်မယ့်နည်းလမ်းဖြစ်ပါတယ်။ဒါပေမဲ့ချင်းဝေရဲ့သုံးပုံနှစ်ပုံဟာမပေးရသေးတာကြောင့်အမေရိကန်ကဒီတိုင်ကိုကြံငွေတွေမထုတ်ဖို့ဖိအားပေးဖို့ကြိုးစားနိုင်ပါတယ်။ဒီတိုင်ရဲ့ချင်းဝေတွေကိုယူကရိန်းမူဝါဒမှာအမေရိကန်နဲ့လမ်းခွဲဖို့ကြိုးပမ်းမှုတစ်ခုအနေနဲ့လည်းမြင်နိုင်ပါတယ်။အရေးအဝတ်တွေကို2025ခုနှစ်မက်ချ်လာတရက်နေ့မှာတွေ့မြင်နိုင်ပါတယ်။ ဲ့ဒီနေ့ဟာပြည်တိုင်ကချင်းဝင်ပေးတဲ့နေ့ဖြစ်ပြီးပြည်တိုင်ဝင်ကြီးချုပ်ဆာဟာစတာမာကဇယ်လန်စကီးနဲ့လန်ဒန်မှာတွေ့ဆုံခဲ့ပါတယ်စတာမာကဇယ်လန်စကီးကိုယူကရိန်းဟာပြည်တိုင်တစ်ခုလုံးရဲ့အပြည့်အဝထောက်ခံမှုရှိတယ်လို့ပြောခဲ့ပြီးယူကရိန်းကောင်းဆောင်ကိုဖတ်လိုက်ပါတယ်နှစ်တသမာရှစ်ဘီလီယံဒေါ်လာချင်းဝင်ကိုပြည်တိုင်ရဲ့ယူကရိန်းလူမျိုးတွေအတွက်မတုံမလောက်ရပ်တည်နေတဲ့ထောက်ခံမှုရဲ့သင်္ကေတအဖြစ်ဖော်ပြခဲ့ပါတယ်ဖြစ်နိုင်တာကစတာမာဟာဒီချင်းဝင်နဲ့အတူထရမ့်ရဲ့ထရမ့်ကိုတနည်းနည်းနဲ့သတင်းစကားပေးနေတာဖြစ်နိုင်ပါတယ် ဇယ်လန်စကီးနဲ့ထရန့်တို့ဟာသူတို့ရဲ့ဆက်ဆံရေးမြင့်တက်မှုတွေကိုအဆုံးသတ်နေတော့မှာပြည်တယ်ကအမေရိကန်ကိုပြသနေတာကသူတို့ရဲ့ထောက်ခံမှုဟာမပြောင်းလဲဘူးဆိုတာပါပဲပြည်တယ်ဟာသူ့ရဲ့အပြင်ပိုင်းမူဝါဒကိုအမေရိကန်ရဲ့ဆုံးဖြတ်ချက်တွေနဲ့လွှမ်းမိုးခံရမှာမဟုတ်ဘူးဆိုတာကိုပြသနေပါတယ်ထရန့်ကစည်ရေးကူညီတွေကိုခဏညှပ်ထားထားပြီးအင်အားပြမှုလုပ်နေတဲ့အချိန်မှာပြည်တယ်ကတော့1.8ဘီလီယံဒေါ်လာချင်းဝင်တဲ့စီးလုံးညီညွတ်မှုကိုပြသနေပါတယ် ဒါဟာပြည်ထိုင်တဲ့အမေရိကန်ကြားဆက်ဆံရေးကိုဘလို့တက်ရောက်မှုရှိမလဲဆိုတာကတော့မသေးကြသေးပါဘူး။ဒါပေမဲ့စတာမာနဲ့ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန်တို့ဟာဇယ်လန်စကီရဲ့နောက်ထပ်ဝါရှင်တန်ခီးစင်မှာလိုက်ပါဖို့စဉ်းစားနေတယ်လို့အကြံပြုချက်တွေရှိပါတယ်။ဖြစ်နိုင်တာကပြည်ထိုင်ဟာမဟာမိတ်ဖြစ်တဲ့နိုင်ငံနှစ်ခုအကြားငြိမ်းချမ်းရေးတည်ဆောက်သူအဖြစ်ကြားဝင်နေတာဖြစ်နိုင်ပါတယ်။တစ်ဖက်မှာယူကရိန်းကိုငွေကြေးအကူအညီပေးနေပြီးအခြားတစ်ဖက်မှာ Trump နဲ့ Zelensky ကြားညှိနှိုင်းပေးပြီးသူတို့ရဲ့ဆက်ဆံရေးကိုပြန်လည်တက်မှတ်ဖိကူစူးစမ်းနေတာဖြစ်နိုင်ပါတယ်။ ဒီတိမ်ဟာဒီချင်းဝင်တဲ့သူဂျေရှေမဟာဗျူဟာကိုကစားနေတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကြမ်းရှိနေတဲ့မေကွန်ကတော့ဒီတိမ်နဲ့ဥရောပမှာထိမ့်သိမ်းထားခဲ့တဲ့ရုရှားရဲ့ပိုင်ဆိုင်မှုတွေကိုဘယ်လိုလုပ်မလဲဆိုတာပါပဲ။ဒေါ်လာ250ဘီလီယံတန်နဲ့ရုရှားပိုင်ဆိုင်မှုတွေကိုဥရောပမှာထိမ့်သိမ်းထားပေမဲ့ဒါရီဟာကျွန်တော်တို့ပိုင်ဆိုင်တာမဟုတ်ဘူးလို့မက်ခရွန်ကပြောခဲ့ပါတယ်။ဒါကြောင့်ဒါရီကိုထိမ့်သိမ်းထားတာဖြစ်ပြီးနောက်ဆုံးမှာရုရှားနဲ့ညှိနှိုင်းမှုတွေလုပ်တဲ့အခါရုရှားကဒါရီကိုပေးဖို့သဘောတူရင်ပေးမယ်လို့မက်ခရွန်ကဆိုခဲ့ပါတယ်။ မက်ခရွန်ရဲ့အဆိုအရရုရှားဟာဒီပိုင်ဆိုင်မှုတွေကိုစွန့်လွတ်ဖို့သဘောတူနိုင်တယ်လို့ဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။